ဂါဇာမှာအစ္စရေးကပမာဏကြီးကြီးမားမားလှုပ်ဆောင်နေတဲ့တိုက်ခိုက်မှုတွေကြောင့်တရက်ထဲနဲ့တင်ပါလက်စတိုင်း220ကျော်သေဆုံးခဲ့တယ်လို့ဟာမတ်စ်ပြောက်ကြားအဖွဲ့လက်အောက်ခံဂါဇာကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မတ်လ18ရက်ညတကောင်ကျော်အချိန်ကစလို့အစ္စရေးဟာဂါဇာမှာရှိတဲ့ပါလက်စတိုင်းပြောက်ကြားအဖွဲ့ဟာမတ်စ်ရဲ့စစ်ရေးပြင်မှတ်တွေကိုတိုက်လေယာဉ်တွေနဲ့ပုံကျဲပြီးဒုံးကျည်တွေနဲ့ပါပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေးတွေက ဟာမတ်စ်တွေရဲ့အကြမ်းဖက်စစ်ရေးပစ်မှတ်တွေကိုဥတီခဲ့တာဖြစ်တယ်လို့ Israel စစ်တပ် IDF ကကြေညာပါတယ်။ January 16ရက်နေ့ကဟာမတ်စ်နဲ့ Israel ကြားရရှိထားတဲ့အပြည့်အခက်ရစဲရေးသဘောတူညီချက်ကလည်း Israel ရဲ့စစ်စင်ရေးနဲ့အတူပြက်ပြဲသွားပြီလို့သတ်မှတ်နိုင်ပါတယ်။မွတ်စလင်ဥပုပ်လဖြစ်တာကြောင့်ဥပုပ်ယူထားတဲ့ဂါဇာဒေသခံအများပြားဟာအာယုံမတက်ခင်စားသောက်ဖို့ပြင်ဆင်နေတဲ့အချိန်နေရအနှံ့ကနေပောက်ကွဲတံတွေကိုကြားခဲ့ရပါတယ် ဂါဇာမြောက်ပိုင်းမှာရှိတဲ့ဂါဇာစီးတီးမှာဆိုရင်အစ္စရေးတိုက်လေရင်အစီး20ကျော်လောက်ခန့်နှိမ့်နှိမ့်ဖြတ်ပြန်ရင်ဘုံးတွေကျဲချခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။အလားတူပဲဂါဇာတောင်ပိုင်းကရာဖာမြို့မှာလည်းအစ္စရေးလေရင်တွေကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတညာဟုရောကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စ်ကပါဂါဇာမှာစစ်စင်ရေးတွေပြန်ဆဖို့ IDF ကိုညွှန်ကြားခဲ့ကြောင်းမတ်လ18ရက်မနက်ပိုင်းမှာအသေးသေးထုတ်ပြန်ခဲ့ပါတယ်။ ဟားမတ်ကအပြစ်အခတ်ရက်စဲရေးသဘောတူညီမှုတွေကိုတတ်တမ်းထပ်တိုးဖို့ညှင်းဆန်ပြီးအစ္စရေးတစားကန်တွေကိုလွှတ်ပေးဖို့မရေမရာလုပ်နေတဲ့အတွက်အခုလိုစစ်စင်ရေးတွေပြန်ဆတာလို့အစ္စရေးဘက်ကအကြောင်းပြထားပါတယ်။ဟားမတ်တွေကတော့အပြစ်ရက်သဘောတူညီမှုကိုအစ္စရေးဘက်ကစပြီးတစ်ဖက်သက်ချိုးဖောက်လိုက်ပြီးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဟားမတ်တွေလိုပဲအီရန်ကကြောထောက်နောက်ခံပေးထားတဲ့ဒေသတွေလက်နက်ကိုင်အင်အားစုတစ်ခုဖြစ်တဲ့ရီမင်အခြေဆိုင်ဟိုသီးတပုံတွေကိုအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုတွေအစပြုလာတဲ့အချိန်မှာ ။အစ္စရေးကလည်းဂါဇာမှာစစ်မီးပြန်မွှေးလာတာဖြစ်ပါတယ်။အခုအခါမှာတော့အီရန်ရဲ့မဟာမိတ်လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုဟာအစ္စရေးနဲ့အမေရိကန်ရဲ့ပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်မှုတွေကိုရင်ဆိုင်နေရပါတယ်။အမေရိကန်အစိုးရကဂါဇာမှာအပြည့်အခက်ရက်စဲမှုပြက်ပြယ်သွားတဲ့အပေါ်တိတိကျကျသဘောထားမှတ်ချက်မပေးသေးပါဘူး။ဒါပေမဲ့အစ္စရေးဟာစစ်စင်ရေးတွေပြန်ဆမဲ့ကိစ္စကိုသမ္မတဒေါ်နယ်ထရမ့်စီကြိုတင်အသိပေးအကြောင်းကြားခဲ့တယ်လို့တော့အင်ဖြူတော်ကထုတ်ပြန်ထားပါရဲ့ရှင်။